မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့အလဲထိုင်20အဆက်ကိုပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ဒီခရီးတစ်ပတ်မှာအလဲထိုင်20နှစ်ခုစလုံးချပေးသွားခဲ့တယ်ပေါ့နော်ဒီ20အဆက်ကိုကျွန်တော်6ကြိမ်အတွက်အသင်ပေးသွားမှာဖြစ်ပါတယ်တီတုံးလေးလေးတဲ့က3တလုံးလေးတဲ့336ပေါ့နော်တီတုံးလေးတဲ့က4တလုံး3ညာလေးတဲ့၄6ခွန်တဲ့က6တလုံးအလေးထိုင်၈6ခွန်နဲ့ ဒီရှိတော်များတဲ့အလဲထင်သုံးလုံးထဲကတုံများတစ်လုံး၊ရှောက်တုံများရှောက်၊ရှောင်းတစ်လုံး၊ရှောက်ရှောင်းနဲ့ရှောက်တစ်လုံး၊ရှောက်ရှောင်းငါပေါ့နော်။ဒီမှာလည်း၃၅ရှောက်ထဲကရှောက်တစ်လုံး၊၉၆၆နဲ့ဖြစ်ပါတယ်။ပြီးရင်တစ်၃လေးထဲက၄တစ်လုံး၊တုံညာအလဲနဲ့နေလေး၅ထဲက၄တစ်လုံး၊နေနေတိဖြစ်ပါတယ်။လေးရှောက်ခွန်ထဲက၄တစ်လုံး၊ရှင်းလေး၃ဖြစ်ပါတယ်။၆၈၉အလဲထင်သုံးလုံးထဲကရှောက်တစ်လုံးအလဲထင်၈၆၃ တုံညာတဲ့ပေါ့နော်အဲ့မှာတုံညာတလုံးအလေးထိုင်နေတုံညာကိုခုနှစ်တလုံးအလေးထိုင်ခွန်ခွန်ကိုတုံညာအလေးထိုင်ခွန်တုံညာတုံညာခုနှစ်တလုံးအလေးထိုင်တုံးခွန်ခွန်ပေါ့နော်ဒီခွန်ကိုတုံညာထဲက9တလုံးအလေးထိုင်6 9လေးဤခရေတပတ်356အလေးထိုင်တဲ့က6တလုံးအလေးထိုင်ခြာပြေးသွားတယ်ပေါ့နော်ထိတ်မှာကို အပိတ်မှာကို356အပြီးခြာပြေးသွားတာဖြစ်ပါတယ်ဒီတွင်ဤကိုချိန်နေတဲ့မိတ်ဆွေတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော် 6ကြိမ်အတွက်တင်ပြသွားမှာပေါ့နော်ဒါကအလဲထိုင်20နံပါတ်1အလဲထိုင်3လုံးယူတဲ့နည်းဖြစ်ပါတယ်โอเคကျွန်တော်သူ့ရဲ့20ကိုအတူတူလေ့လာကြည့်အောင်ပေါ့နော်ဒီ300တပင်ကနေ69လေးရှာပေးသွားတဲ့တပင်ကိုတပြပေးသွားမှာဖြစ်ပါတယ်အလဲထိုင်ယူတဲ့နည်းပေါ့နော်ယူရနီကတီရှိကောနာချိန်ပေါင်းတာ၁၆ကို၆ဝဲယူမှာဖြစ်ပါတယ်။နှစ်၃၄၆၊၁၆၄၆ ဒီမှာနှစ်ကနှစ်ချိန်ဆိုတဲ့အတွက်လေးပါနော်၃ညနဲ့တေပောင်းရှင်းတည်ဖြစ်ပါတယ်6နဲ့၄ပေါင်း30 6နဲ့၁ရပေါင်းခွန်ရတဲ့အတွက်ကြောင့်မို့ခွန်ကို2နဲ့ပေါင်းရှင်း6ဖြစ်ပါတယ်။ကိုယ်ကိုတပွင်တိုးတာ3ညခွန်ကို3ညအလေးထိန်3လုံးစပီးယူတာဖြစ်ပါတယ်။အဲ့မှာသူရှားပေးသွားတာက3ခွန်ခွန်ပြီးတော့8 6လေးဆိုတဲ့အတွက်6တလုံးအလေးထိန်ရှားပေးသွားတယ်ပေါ့နော်။ 0963များမှာ69လေးစပီးဒီမှာရေးပြထားတယ်ပါနော်69လေးတပြင်မှာတော့က9ရဲ့3ညရဲ့အလဲထိန်ပါနော်အဲ့မှာ9တလုံးခြာပေးသွားတယ်ဒီ3965563ခြာပေးသွားတဲ့တပြင်ကိုရှင်းပြပေးသွားမယ်ပါနော်ဒီကဘဝယူသလိုမျိုးပဲဒီရှင်းတဲ့ချိန်ပေါင်းရှင်း16ကိုရှားပေးယူတယ်နှစ်ကို3ချိန်ဆိုတဲ့အတွက်တိတ်ကို3ချိန်ပေါင်း3တင်းနဲ့ချိန်ပေါင်းရှင်း2 6နဲ့6ပေါင်းရှင်း7ဖြစ်ပါတယ် နေနဲ့နေပေါင်းရှင်းက၄၄နဲ့6ပေါင်းရှင်းတဲ့စေ၃တလုံးကြံတဲ့အတွက်၃ကိုအပေါ်ကလိုမျိုးပဲကျွန်တော်နေနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။၅6ပေါ့နော်၃၅6အသေးထိမ်မှာအလေးထိမ်ကအပြင်းရှာပေးသွားတယ်ပေါ့နော်၅6 3ဆိုပြီးတော့ပေါ့နော်၆တလုံးကအသေးထိမ်ဖြစ်ပါတယ်။356အလေးထိန်မှာ963ဆိုပြီးဒီမှာရည်ပြထားတယ်ပါနော်။ Okay ကျွန်တော်တို့6ကြိမ်အတွက်ထပ်ပြီးလေ့လာကြည့်အောင်ပါနော်။ ဒီခုနှစ်နှစ်ကြိမ်ပေါင်းရှင်စံလေးဖြစ်ပါတယ်93တီက15ရာနေပါတော့9ပဲယူมาဖြစ်ပါတယ်15ကို9ပဲယူထားတာဖြစ်ပါတယ်ခုနှစ်နှစ်ကြိမ်ပေါင်းရှင်စံလေးကို၄ပဲယူထားမယ်ပေါ့နော်ပြီးရင်39ပေါင်းရှင်က7ကို2ပဲယူတာဖြစ်ပါတယ်ဒီဒေနာကျိန်ပေါင်းရှင်းက800ရတယ်ဗောနော်၄၄ပေါင်းရှင်း8ရှင်းနဲ့2ပေါင်း30 ငါးတလုံးချန်တဲ့အတွက်အဲ့ဒီငါးကိုလည်းနင်းနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။ငါးနှစ်ပေါင်းရှင်ခုနှစ်ခုနှစ်ကိုတည်တူတာချင်းဆိုတဲ့အတွက်တနည်းအရာကျွန်တော်ငါးခွန်ချစ်အလေထိန်သုံးလုံးစုပြီးရမှာဖြစ်ပါတယ်။ Okay ဒီခွန်ကိုတုံးမြောက်မှာကိုးတလုံးအလေထိန်ချစ်ကိုလည်း၃၅၆ထဲက၆တလုံးအလေထိန်ငါး၆၃ဒီ6ကြိမ်မှာတော့ငါးခွန်ချစ်အလေထိန်၃လုံးရနေတာဖြစ်ပါတယ် အဲ့ဒီ9ခွန်8ဒီ3ခွန်ခွန်မှာတော့ခုနှစ်တလုံးအနေနဲ့ချပေးသွားခင်ဖူးတယ်ဗောနော်ဒီ6ကြိမ်မှာလည်း20အရာ9ခွန်8အနေနဲ့ဖြစ်ပါတယ်ဒါ20နံပါတ်ဖြစ်ပါတယ်ကျွန်တော်20နံပါတ်ကိုဆက်ပြီးလေ့လာကြအောင်ပါနော်ဒါလေးကတော့ကျွန်တော်အလေထိန်20နံပါတ်ဖြစ်ပါတယ်အလေထိန်၄လုံးဖြစ်ပါတယ်ပါနော်5 6 9 8အလေထိန်၄လုံးထဲက၄၈တိဆိုတဲ့အတွက်ကြောင့်မို့ ရှစ်တလုံးအလဲထိုင်ဖြစ်ပါတယ်ရှောက်ခွန်ရှစ်ကိုထဲက6တလုံးအလဲထိုင်5ကိုရှစ်ရှစ်ကိုတုံမြတစ်ထဲက3အလဲထိုင်တစ်တလျှောက်6တလုံးရှောက်ကိုတုံမြ6တလုံး5ကိုတုံတုံမြတလုံး5တုံမြလေးတုံမြအလဲထိုင်5တုံမြသုံး3အလဲထိုင်336လေတလုံးအလေထိုင်တုံညာလေးတလျှောက်အလေထိုင်ခြေလျှောက်ခွန်တုံညာအလေထိုင်၆တုံညာ၆၆၆နှစ်ဒီပြီးတော့ဒီမှာ၆၆က ကို6နဲ့တုံညာလေးလေးနှစ်အလေထိုင်နှစ်နှစ်တလေးအလေထိုင်ရှင်းလေးတုံ6အလေထိုင်663ဖြစ်ပါတယ်ပြီးတော့ကိုတုံညာတင်းနှစ်ထဲကတုံညာအလေထိုင်နှစ်တုံညာ9ပါနော်မာရှောက်ခွန်ရှစ်ထဲကခုနှစ်အလေထိုင်ခွန်ခွန်ကိုတုံများအလေထိုင်ခွန်တုံများတုံများခုနှစ်အလေထိုင်တုံးခွန်ခွန် ကိုတုံများတင်းနေတဲ့ကကိုးတလုံးအနေထိုင်ချစ်ကိုလေးပြီးခဲ့တဲ့ပါ3 5 6ထဲက6ဒလုံး963ဆိုပြီးအပြီးချပေးသွားတယ်ပေါ့နော်။နှဆက်အသေးချိန်ထိချပေးသွားခဲ့ပြီးပြီဖြစ်ပါတယ်။နှဆက်5ချိန်တိ6ချိန်မြောက်အတွက်ကျွန်တော်တို့ထပ်ပြီးလည်လာကြည့်အောင်လားခင်ဗျာ။ Okay ဒါတွေကတော့ကျွန်တော်တို့အလေထိုင်လေးလုံးယူတဲ့နေ့20နှစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဒီ၃ခုခုတပင်ကနေ၈၉ရာလေးတပင်ကို ပြန်ပြီးတော့တွေ့ပြပြီးတော့မှာဖြစ်ပါတယ်ပေါ့နော်။ရှင်းတဲ့ချိန်၁၆ရှောင်းနဲ့၄ပေါင်းရှင်း20ခွန်သေးလေး28 28နဲ့3နဲ့ပေါင်းရင်33ကိုတပင်ရည်မယ်။ရှောင်းနဲ့၈ပေါင်းတာ7ဒီတက်ကတချိန်3ည3ည1ရက်2ရက်ထပ်ပေါင်းမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီမှာ၄ နာချောင်းခွန်ခွန်ကိုဒီနှစ်နဲ့ပေါင်းရင်900ရာတဲ့အတွက်ကြောင့်မို့အစဉ်လိုက်9300တင်းနဲ့အလေထိန်ယူမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာက694ဆိုတဲ့အတွက်9ဒလုံးအလေထိန်ချပေးသွားတာဖြစ်ပါတယ်။9300တင်းနဲ့ထဲက694ဆိုပြီးတော့9ဒလုံးအလေထိန်ချပေးသွားတာဒီမှာအပြားထားတယ်ပေါ့နော်။3456အလေထိန်6ဒလုံးချပေးသွားတဲ့ဟာကိုထပ်ပြီးရှင်းပြပေးသွားပါမယ်။ ီ၈နှစ်ချိန်၁၆ရှောင်းရတည့်ရပေါင်းရှင်းစခွန်ကိုလေးလီ36 6နှစ်ထပ်ပေါင်း၄ပေါ့နော်ဒီ၄နှစ်ချိန်ပေါင်းရှင်း39က7နှစ်3ချိန်ဒီအနောက်6နှစ်6ပေါင်းရှင်း7နှစ်53ဒီ55ပေါ့နော်ဒီရင်းနှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ရှင်နဲ့နေနိုင်ပေါင်းရှင်းသစေယူမှာဖြစ်ပါတယ်။၃နဲ့နှစ်ပေါင်းရှင်းက၅နဲ့ပေါင်းရှင်းသစေလို့ယူမှာဖြစ်ပါတယ်။ အရှိဆုံးက9.4ပေါင်းတာ17.2နှစ်ပေါင်း3ဆိုတဲ့အတွက်ကြောင့်မို့3456အလေးထိန်ရှိပြီးယူထားတာဖြစ်ပါတယ်963ဆိုတဲ့အတွက်ကြောင့်မို့3456ထဲက6သလုံးအလေးထိန်ရှားပြီးသွားတာဖြစ်ပါတယ်3456မှာ963ဆိုပြီးတော့ဒီမှာရှင်းပြပေးထားတယ်ဗောနော3956ပုံတူတာဖြစ်ပါတယ် โอเคကျွန်တော်တို့6ချိန်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီ9နာချိန်ပေါင်းစနေ၄နာရီပေါင်းရှင်ကို6လေးရ90၄နာရီပေါင်းရှင်ကို9နာချိန်ပေါင်း၄ပေါ့နော်9 9ပေါင်းရှင်ကလေးစနေ၄ပဲကြီးတယ်နှစ်တစ်ချိန်3 9ပေါင်းရှင်ကစနေ3 3ညာ3ညာနှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် နေ့၄၆၆ရက်နေ့ပေါင်းရှင်း30ရမယ်၉ရက်ချိန်က78ရှင်းရက်နေ့ပေါင်း7ရက်တဲ့အတွက်ကြောင့်မို့ကျွန်တော်နေ့၃လ၅အလေးထိန်ရှုပြီးယူမှာဖြစ်ပါတယ်နေ့၃လ၅အလေးထိန်လေးလုံးရှုပြီးယူမှာဖြစ်ပါတယ်ဗောနော၉တုံများတင်းနေမှာ၉အလေးထိန်ရှိကိုလေး၃လ၅၆ထက်က၆ရက်လေး၅ရက်တော့ဒီတစ်ပတ်မှာတော့ကျွန်တော်တန်းနေ့အရာနေ့၃လ၅အလေးထိန်ရှုပြီးယူတာဖြစ်ပါတယ် โอเคဒါဆိုရင်ကျွန်တော်တို့ခုနကပြလိုက်တဲ့20နံပါတ်3နဲ့ထပ်ပြီးညီကြည့်မယ်ပေါ့နော်ဒီ20နံပါတ်3မှာ2345ဒီ20နံပါတ်3မှာကတော့ငါခွန်ရှိဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အဲ့မှာငါးတလုံးအလေထိန်ပို့ပြီးအသားသွားမယ်ပေါ့နော်20နခုတလုံးစလုံးသားထပ်ပြီးတော့အလေထိန်ညမှာရှာပြီးသွားခင်မယ်ဆိုရင်တော့အလေထိန်ငါးတလုံးတူနေတာဖြစ်ပါလေပေါ့နော်โอเค ဒါဒီ20အရာပေါ့နော်20အရာငါးသလုံးအလေထင်ရတယ်ဆိုတာလေးကိုမိတ်ဆွေများလေ့လာလို့ရအောင်သင်ပြပေးရှင်းတာဖြစ်ပါတယ်ဒီ20ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်မှာရှားပေးသွားခဲ့တဲ့20အဆက်ဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ